လုံးမဲမင်္ဂလာပါကျွန်တော်ဒီဒီဆွေးနွေးမြောက်ပြေးခြင်းတဲ့အကြောင်းအရာလေးကတော့ခင်ဗျားဥပိုင်တဲ့ပစ္စည်းကိုပေါ့နော်လင်းသွို့မို့မရတူတူရဲ့သဘောဆန္ဒနဲ့ပေးကံဝင် ရှိသလားဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ကျွန်တော်ကတော့ LLB Group မြန်မာ Law Firm ကတရားလွှတ်တော်ရှင်နေဦးအောင်ကျော်ပြုဖြစ်ပါတယ်ကျွန်တော် Law Firm အနေနဲ့အများပြည်သူတို့သိတဲ့ဥပဒေဆိုင်ကိစ္စရပ်များကိုဆွေးနွေးမြောက်ရလေးရှိပါတယ်အဲ့တော့ကျွန်တော်ဒီနေ့စေတုံးလေးတစ်ခုနဲ့ တ်သက်ပြီးတော့ဆွေးနွေးမျှဝေပေးခြင်းပါတယ်။အစ်စင်တုံးကတော့မန်ညွန့်ညွန့်ဆန်းပါနှစ်နဲ့ဒေါခင်မကြီးပေါ့နော်။2021ခုနှစ်မြန်မာနိုင်ငံတရားစီရင်ထုံးများစာ54အမှုဖြစ်ပါတယ်။စီတုံးရဲ့အကျဉ်းလေးကိုဆွေးနွေးမျှဝေပေးရမယ်ဆိုလို့ရှိရင်ပေါ့နော်။အဲတော့ဒေါခင်မကြီးနဲ့တေပြဲဥသိဟံတို့ဟာမြန်မာဗုဒ္ဓဘာသာဝင်ဖြစ်ကြတယ်ပေါ့နော်။နောက်ထပ်တေပြဲတူဖြစ်တဲ့ မညညဆန်းကတော့တမိဖြစ်ပါတယ်အဲ့တော့အဖို့ဖြစ်စဉ်ကိုအတူချုပ်ပြောရမယ်ဆိုလို့ရှိရင်ပေါ့နော်ဥသိဟန်ကလင်းမြန်းဥပိုင်တဲ့ပစ္စည်းကိုဇနီးဖြစ်သူဒေါခေမကြီးရဲ့သဘောတူညီမှုမရဘဲနဲ့ပေါ့နော်တမိဖြစ်သူကိုမြစ်တာနဲ့ပေးကားလိုက်ပါတယ်ပေးကားမှုကတော့နည်းနည်းလေးဆန်းတယ်ပေါ့နော်သူကပစ္စည်းတရလုံးကိုပေးတာမဟုတ်ပဲနဲ့ပစ္စည်းရဲ့သုံးပုံတစ်ပုံကိုပဲပေးတာဖြစ်တယ်ပေါ့ ဒါမဲ့လေဒေါခင်မကြီးကသဘောမတူတဲ့အတွက်ပေါ့နော်ခင်မိုးနဲ့သမီးပေါ်မှာတရားဆွဲပါတယ်အဲ့တော့ဘာမှုဆွဲလဲဆိုတော့မေတ္တာဖြင့်အပိုင်ပေးကမ်းခြင်းစာချုပ်အားဖျက်သိမ်းပေးစေလိုမှုဆိုပြီးတော့မှဆွဲပါတယ်နော်အဲ့လိုဆွဲပြီးတော့မှမူလယုံမှာတရားလိုဒေါခင်မကြီးကအမှုရှုံးသွားပါတယ်ဒါကြောင့်မလို့ခရယုံကိုအယူခံဆက်ဝင်တဲ့အခါကျတော့မှဒေါခင်မကြီးကအမှုကိုပြန်ပြီးတော့အနိုင်ရတယ်ပေါ့နော် ဲ့တော့အဲ့ဒီခေန်ကြာယုံရဲ့အမိန့်ကိုမညွညွဆန်းနဲ့ဥသိမ်းဟန်တို့ကမကျင်တတ်တဲ့အတွက်ပြောစုတရားလွတ်တော်ချုပ်ကို ပြင်ဆင်မှုတက်ရောက်ခဲ့တယ်ပေါ့နော်ဒါကြောင့်ဒီစီရင်ထုံးပေါ်ပေါက်လာခြင်းဖြစ်ပါတယ်အဲ့တော့ပြင်ဆင်မှုမှာပြောစုတရားလွတ်တော်ချုပ်ကဘယ်လိုဆုံးဖြတ်တယ်လဲဆိုရင်ပေါ့လင်မယားနှုတ်ပိုင်ပစ္စည်းတစ်ခုလုံးကိုတဲ့ပေးကမ်းခြင်းနဲ့တစိ့တစ်ပိုင်းကိုခွဲ၍ပေးကမ်းခြင်းသည်တဲ့မြမဒလိထုံတန်းဥပဒေအရအကျိုးတက်ရောက်ပုံချင်း မတူညီပေတဲ့အဲ့တော့ပစ္စည်းတစ်ရက်လုံးကိုပေးကမ်းတာနဲ့ပစ္စည်းတစ်စိတ်တစ်ဒေသကိုခွဲပြီးတော့မှပေးကမ်းတာကဥပဒေရဆိုလို့ရှိရင်အကျိုးတရားမှုမတူညီဘူးပေါ့နော်လင်မယားနှုတ်အနတ်တဲ့တူကလင်မယားနှုတ်ပိုင်းပစ္စည်းတစ်ခုလုံးကိုပေးကမ်းရတွင်တဲ့ပစ္စည်းကိုခွဲဝေခြင်းမပြုဘဲနှုတ်ပိုင်းပစ္စည်းမှာတဲ့ပေးကမ်းသူအကျိုးခံစားခွင့်ကိုလွှဲပြောင်းပေးရရောက်သဖြင့်တဲ့လင်မယားနှုတ်ပိုင်းပစ္စည်းဒီလွှဲပြောင်းလက်ခံသူနဲ့တဲ့ ကြံလင်သို့မဟုတ်မရတူတို့ဤဥတွဲပိုင်းပစ္စည်းအဖြစ်ပြောင်းလဲသွားမည်ဖြစ်သည်အဲ့တော့ပစ္စည်းတစ်ခုလုံးကိုပေးကမ်းတာဆိုလို့ရှိရင်တော့သဘောမတူတဲ့လင်သို့မဟုတ်မရရဲ့ဝိစုတ္တအတိမဖြစ်ဘူးပေါ့နော်ဒါပေမဲ့လည်းပေးကမ်းသူလင်သို့မဟုတ်မရရဲ့ဝိစုတ္တတော့အတိဖြစ်တယ်ပေးကမ်းခြင်းခံရသူ ਨੇ ပေးကမ်းမှုကိုသဘောမတူလို့သူတို့ဟာပစ္စည်းအပေါ်မှာဥတွဲပြီးတော့မှပိုင်ဆိုင်တဲ့သူတွေဖြစ်သွားမယ်ပေါ့နော် ဒီအမှုမှာကြတော့ပေးကမ်းဘုံကနည်းနည်းစမ်းတယ်သူကပစ္စည်းတစ်ခုလုံးကိုပေးတာမဟုတ်ပဲနဲ့ပစ္စည်းရဲ့သုံးပုံတစ်ပုံကိုပဲဖွဲပြီးတော့မှပေးခဲ့တာပေါ့နော်အဲ့တော့တရားရုံးကဘယ်လိုဆက်လက်သုံးသပ်တယ်လဲဆိုရင်လင်မယန်ဥပိုင်ပစ္စည်းတဲမှာတဲ့ဒစိတ်တစ်ပိုင်းကိုပေးကမ်းခြင်းတည်တဲ့လင်မယန်ဥပိုင်ပစ္စည်းကိုခွဲဝေပြီးပေးကမ်းရရောက်တည်တဲ့ညမာလိထုံနှံဥပရိအရာဆိုရင်တဲ့လင်မယားပွာရှင်းပြီးတိနောက်တွင်မှာ ပစ္စည်းခွဲဝေပေးရန်အကြောင်းပေါ်ပေါက်မိဖြစ်သည်လင်မယားကွာရှင်းခွင့်မပြုရသည်မီပစ္စည်းခွဲဝေခြင်းပြုသည့်တိုင်အောင်ယင်းပစ္စည်းခွဲဝေမှုသည်အပြေးအဝအကျိုးတက်ရောက်စေနိုင်မည်မဟုတ်ဘူးရှင်ထုံးများ၌ထုံးဖွဲ့သည်တဲ့အဲ့တော့ဒီလင်မယားကွာရှင်းပြီးမှသာလင်ပစ္စည်းခွဲရမယ်မကွာရှင်းခင်မှာဆိုလို့ရှိရင်အပြေးအဝအကျိုးတက်ရောက်မှုမရှိဘူးပေါ့နော်အဲ့တော့မြန်မာလိထုံးတဲ့ဥပဒေအရတဲ့လင်မယားအဖြစ်တည်ရှိနေတဲ့၍ ာလပတ်လုံးလင်းကားဖြစ်စီမယားကဖြစ်စီလင်းမယားပိုင်ပစ္စည်းများကိုတဲ့ခွဲဝေပေးရန်တရားဆွဆုပ်ခွင့်မရှိပါကတဲ့မိမိတူတူဤသဘောစန္ဒအတိုင်းနဲ့လင်းမယားနှုတ်ပိုင်ပစ္စည်းကိုခွဲဝေပေးကမ်းနိုင်ခွင့်လည်းရှိမည်မဟုတ်ပေတဲ့နော်အဲ့တော့မကွာရှင်းရသေးရင်ပစ္စည်းခွဲခွင့်မရှိဘူးဆိုတော့နော်မကွာရသေးပဲနဲ့ပစ္စည်းကိုလည်းခွဲပြီးတော့ပေးကမ်းခွင့်လည်းမရှိဘူးပေါ့နော် လင်မယားကွာရှင်းခြင်းမပြုရသေးမီတဲ့ပစ္စည်းကိုခွဲဝေပေးကမ်းသည့်တိုင်အောင်တဲ့ခွဲဝေပေးကမ်းသည့်ပစ္စည်းတွင်လင်မယားနှစ်ဦး၏အကျိုးသက်ဆိုင်ခွင့်သည်ခွဲခြားမရအောင်တည်ရှိနေသဖြင့်တဲ့ယင်းပစ္စည်းခွဲဝေမှုသည်အပြည့်အဝအကျိုးသက်ရောက်မှုရှိနိုင်မည်မဟုတ်ပေတဲ့တို့ဖြစ်ရာတဲ့လျှောက်ထားသူအမှတ်နှင့်ဥသိမ်းဟန်သည်တဲ့၎င်းအကျိုးခံစားခွင့်ရှိသောအစုထက်ပင်ရော့နေ၍ပေးကမ်းစေကာမူတဲ့မရဖြစ်သူဒေါခင်မကြီးသဘောမတူပဲ လင်မြန်းဥပိုင်ပစ္စည်းထဲမှဒစိတ်တစ်ပိုင်းကိုခွဲဝေပေးကမ်းခြင်းဖြစ်၏တဲ့ထိုပေးကမ်းခြင်းသည်အတိမဖြစ်ချေတဲ့အဲ့တော့မူလယုံမှာနော်ရှုပ်ခဲ့တဲ့တရလူဒေါ်ခေမကြီးဟာခေမအနိုင်ရတယ်အဲ့ဒီပုံမှာတစ်ဖက်ကမကျင်တ်လို့ပြစ်စင်မှုတယောက်တယ်သို့တော်လည်းပဲနောက်ဆုံးမှာတော့တရလူဒေါ်ခေမကြီးကပဲအမှုမှာ အနိုင်ရရှိသွားတယ်ပေးကမ်းစာချုပ်ကိုလည်းပြန်လည်ပယ်ပြက်ွက်ရတယ်ပေါ့နော် တော့ကျွန်တော်ရဲ့ဒီဆွေးနွေးမှုအနှစ်ချုပ်ရမယ်ဆိုလို့ရှိရင်ဒီမြန်ဥပိုင်တဲ့ပစ္စည်းရဲ့တစ်ခုလုံးကိုပေးကမ်းတာဆိုလို့ရှိရင်ပေးကမ်းသူရဲ့ဝိစုအတွက်ဒီဖြစ်တော်လဲသဘောမတူသူရဲ့ဝိစုအတွက်ကအတိမဖြစ်ဘူးတိုးတော်လဲပစ္စည်းတည်းရဲ့လုံးကိုပေးကမ်းတာမဟုတ်ပဲနဲ့ပေးကမ်းစဉ်အချိန်ကလေးကပစ္စည်းကိုခွဲပြီးတော့မှပေးကမ်းတဲ့သဘောမျိုးဖြစ်တယ်ဆိုလို့ရှိရင်တော့เนาะအဲ့ဒီလိုပေးကမ်းခွင့်မရှိဘူး နောက်တစ်ပိုင်းမှာတော့ကျွန်တော်သက်ဆိုင်ရာကောင်းစဉ်လေးတစ်ခုနဲ့ဆက်လက်ဆွေးနွေးပြောင်းပြီးသွားပါမယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုခဲ့တဲ့အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်